ြည်တွင်းမှာခြေစိုက်တဲ့ Hezbollah ပျောက်ကြားဖွဲ့ကိုအခုနှစ်ထဲမှာလက်နက်တပ်ဆင်မှုဖျက်သိမ်းနိုင်ဖို့မျှော်လင့်ကြောင်းလက်ဗနွန်သမ္မတကပြောကြားခဲ့ပါတယ်။အီရန်ကကြောထောက်နောက်ခံပေးထားတဲ့လက်နက်ကင်အဖွဲ့အစည်းတွေထဲမှာအင်အားအတောင့်တင်းစုံအဖြစ်သတ်မှတ်ခံရတဲ့ Hezbollah တွေဟာလက်ဗနွန်မှာခြေစိုက်ပေမဲ့လက်ဗနွန်အစိုးရလက်ဗနွန်စစ်တပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာတော့မရှိပါဘူး။ Israel နဲ့ Hezbollah တွေပြီးခဲ့တဲ့လပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ Israel ရဲ့ထိုးစစ်တမ်းကြောင့် Hezbollah ဘက်မှအတော်ကြီးအင်အားချိနဲ့သွားခဲ့ပါတယ်။ 1980ပြည်နှစ်အစောပိုင်းကလက်ဗနွန်ကိုအစ္စရေးတပ်တွေကျူးကျော်ခဲ့ချိန်မှာဟစ်ဘိုလာအဖွဲ့ကိုစတင်ထူထောင်ခဲ့တာပါလက်ဗနွန်တမရကဟစ်ဘိုလာအဖွဲ့ဝင်အများစုဟာလက်ဗနွန်နိုင်ငံသားတွေပဲဖြစ်ကြောင်းသူတို့ဆက်ပြီးစစ်မှုထမ်းကျင်နေဆိုရင်လက်ဗနွန်စစ်တပ်ထဲကိုဝင်သင့်ကြောင်းအဲ့ဒီအတွက်အတင့်တော်တဲ့လွှဲပြောင်းမှုလုပ်ငန်းစဉ်ကိုအကောင့်ထဲဖော်မှဖြစ်ကြောင်းပြောကြားပါရယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလက်ဗနွန်တောင်ပိုင်းမှာအစ္စရေးတပ်တွေဆက်ရှိနေခြင်းဟာဟစ်ဘိုလာတွေကလက်နက်မစွန့်လို့တဲ့အကြောင်းပြချက်ပေးစရာတစ်ခုဖြစ်နေပါရယ်။ ဒါကြောင့်အစ္စရေးတပ်တွေရုတ်သိမ်းအောင်အမေရိကန်ကကြားဝင်တောင်းဆိုပေးတဲ့ကြောင်းလက်ဗနောသမ္မတကမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်။